မင်းမေးချင်တာငါမေးတဲ့မေးချင်တာမေးဒါပေမဲ့မင်းငါ့ကိုတော့ဘာမှလုံနိုင်မှာမဟုတ်ပါဘူးလို့သူကစိုးစိုးတည်းကသူ့အစွမ်းတကူတွေအသုံးချပြီးတော့မြတ်စွာဘုရားကိုဗုဒ္ဓမင်္ဂထွက်တော့အောင်ကြိုးစားတာလုံးလို့မရခဲ့ဘူးလေအဲ့ဒါကြောင့်မြတ်စွာဘုရားကပြောတာအေးမင်းမေးချင်တာတော့မေးမေးချင်တာရှိတာကိုမေးဆိုတော့သူမေးကုန်မောင်း 33ပုတ်မေးတာဒါလောက်လူချမ်းဒီစိတ်ချမ်းကိုချမ်းနဲ့ဘလူချမ်းကြီးဟာဘာဖြစ်လို့ဒီလောက်မေးခွန်းနေသူမေးနိုင်တာလဲဆိုတော့သူ့မိဘတွေကကတ္တဗဖျားလက်ထက်ကဒီသူ့မိဘဘိုးဘွားတွေကကတ္တဗမြတ်စွာဘုရားစီကနေပြီးတော့တရားဓမ္မနာထားတော့ယဉ်ကျေးတဲ့ဘလူအဆက်ဆက်တလူရှိတယ် ရှိတော့သူတို့မိသားစုကတ္တဝမြတ်စွာဘုရားစီကမေးပြီးတော့ဖြေထားတဲ့မေကွန်ပေါင်း33ခုနဲ့အဖြေ33မျိုးကိုသူတို့မျိုးစင်စက်မှတ်သားလာခဲ့ကြတာသူ့လက်ထက်မှာ အမေးတွေပဲကျန်တော့တယ်အဖြေပြောက်ကုန်တယ်လို့ဆိုတယ်သူ့လက်ထက်မှာအမေးပု္ဆာလေးတွေတော့ကျန်သေးတယ်ဒါမှမဟုတ်လို့သူမေးတတ်တာအဲ့ဒီမေကွန်တွေတော့ သူမှတ်မိနေတယ်ဖြေစကားတွေကိုသူမမှတ်မိဘူးဒါကြောင့်မလို့ခဏခဏတကိုးရှိတဲ့တမနာပြမနာတွေတွေ့တိုင်းတွေ့တိုင်းသူကဒီမေခွန်းတွေရဲ့အဖြေကိုမေးလေရှိတယ်တခါတခါကောင်းငင်ကဇံပြန်တဲ့ယသိတွေသူ့ပုံမိတ်မှန်နားရောက်တဲ့အခါမှာဆိုရင်သူတို့ ဒေဝစကုတကိုးနဲ့ကြည့်လိုက်တဲ့အခါမှာဗိမာန်ကြီးကခန်းသားတယ်ပေါ့ဘုသူဗိမာန်လုံးဆိုဝင်ကြည့်ကြတယ်တမန်လူတွေမျက်နာတော့မျက်စိတွေမှာတော့မပေါ်ဘူးပေါ့ဒီဗိမာန်ကအဲ့တော့ဝင်ကြည့်တဲ့အခါ तू ကဒီတိုင်းပဲလုံနေကြနောက်ဆုံးအဆင့်အနေနဲ့ तू ကမေးခွန်းတွေမေးတယ်ဖြေနိုင်ရင်ဖြေမဖြေနိုင်ရင်ယူအောင်လှုပ်လှုပ်တယ် तू ကတော်တော်ဆိုးတဲ့ဘလူးယူအောင်လှုပ်ပြတယ်မြတ်စွာဘုရားလည်းအဲ့ဒါလိုလှုပ်ဖို့ကြိုးစားတာ ဒီမေဂွန်းတွေကကတ္တဝမြတ်စွာဘုရားလက်ထက်ကတင် जा လာခဲ့တဲ့မေဂွန်းတွေအဖြေနဲ့အမေနဲ့တွဲဖက်ပြီးတော့ထားတာအဖြေတွေပျောက်သွားအဲ့ဒီမေဂွန်းတွေကိုမြတ်စွာဘုရားကသူမေးတာအဲ့တော့မေးတဲ့အခါမှာအမေနဲ့အဖြေနဲ့အစုံလိုက်မှတ်သားဖို့လိုတာပေါ့နော်မေးနဲ့အဖြေနဲ့အဲ့ဒီမှာပထမဆုံးမေခွန်းကဘာတော့ဆိုရင် ကိန်တုဒဝိတံပုရိတတတိဋ္ဌံလောကဒီလောကမှာရှိတဲ့သရဝါဒီရဲ့အကောင်းဆုံးဥစ္စာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲဒီမေကုံးကသူမေးတာအေးဒီမေကုံးမေးရင်တော့အဖြေတွေမျိုးမျိုးထွက်ကြမှာပဲစိန်ဟာအကောင်းဆုံးလို့ဖြေမဲ့လူလည်းရှိမှာပဲ ရွှေတွေငွေတွေရတနာတွေအကောင်းဆုံးလို့ဖြည့်တဲ့လူလည်းရှိမှာပဲအဲ့တော့ဒီအဖြေကအမျိုးမျိုးထွက်နေတော့အဖြေမှန်ကိုသူ့လိုချင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုမေးတယ်ကိန္တုဒဝိတ္တံပုရိတ္တတသစ္ထံအကောင်းဆုံးပစ္စည်းကပစ္စည်းဥစ္စာဆိုတာဘာလဲဘာကိုပြောတာလဲဒီမေကွန်းရဲ့အဖြေကဘာလဲဆိုတော့မြတ်စွာဘုရားကဖြေတယ်တတ္တိဒဝိတ္တံပုရိတ္တတသစ္ထံ တရားတရားဟာအကောင်းဆုံးပစ္စည်းဖြစ်တယ်။တမန်အားဖြင့်ဒီလောက်ဖြေတာကိုတမန်ပုဂ္ဂိုလ်ရဲ့နားမလည်နိုင်သေးဘူး။ဘာဖြစ်လို့တရားတရားဟာအကောင်းဆုံးပစ္စည်းဖြစ်ရမလဲ။ကျန်တာတွေကရွှေတွေငွေတွေလို့သုံးလို့ရရဲ့လား။ဘာဖြစ်လို့တရားတရားကိုအကောင်းဆုံးပစ္စည်းလို့ပြောရသလဲလို့ဆို။လောကမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရရှိလာတဲ့စီးစိမ်ဥစ္စာတွေဟာ တရားတရားအခြေခံပြီးတော့လှူလို့တန်းလို့ရလာကြတာတွေပဲလေဘဝမှာစဉ်းစားကြည့်ပေါ့ဒီမော်လမြိုင်မြို့မှာလည်းချမ်းသာတဲ့လူရှိတယ်ဆင်းရဲတဲ့လူရှိတယ်မွေးလာတဲ့ကလေးတွေကြည့်ပေါ့သူတို့ရွေးလာတာမဟုတ်ဘူးသူတို့ကိုယ်ပိုင်အနေနဲ့ချမ်းသာတဲ့အိမ်ကိုတမင်ရွေးပြီးလာတာမဟုတ်ဘူးဟိုဆင်းရဲတဲ့အိမ်ရောက်သွားတဲ့ကလေးကလည်းဆင်းရဲတဲ့အိမ်မို့သူ ွားတာမဟုတ်ဘူးအဲ့တော့အတိတ်ဘဝကတရားအခြေခံထားပြီးတော့ဒါနာကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာတဲ့အိမ်သွားမွေးတယ်တရားတရားကင်းမဲ့ပြီးကုသိုလ်ကောင်းမှုမလုပ်ခဲ့မိတဲ့ဒါနာကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကြတော့ဆင်းရဲအိမ်သွားမွေးရတယ်မို့ဒါကြောင့်မလို့ဒီတရားဆိုတဲ့ဟာကအခုလို့ ချမ်းသာတဲ့မိဘအိမ်ကိုရောက်ဖို့ရာအတွက်တရားကိုအခြေခံပြီးတော့လှုပ်တဲ့ဒါနာကောင်းမှုနဲ့ရတာဖြစ်သောကြောင့်တတ္တိတာဝိတံဒါအကောင်းဆုံးပစ္စည်း